ကနေ့မှာတော့ကျမကဂျူလာတည့်ရက်နေ့ကနေပြီးတော့ဂျူလာ9ရက်နေ့အတွင်းမှာပေါ့နော်ဂျူနေထားပေါ်မှာမူတည်ပြီးတော့ညလိုက်ဆောင်ရင်ရှောင်းရံလေးကိုလက်ပြသွားမှာပါဟုတ်ကဲ့ပါအဲ့တော့ ကျမတို့ဂျူလာ၁ရက်နေ့ကနေပြီးတော့ဂျူလာ9ရက်နေ့အတွင်းမှာပေါ့နော်ဂျိုနီထားပုံမှာမူတည်ပြီးတော့နေ့လိုက်ဆောင်ရံရှောင်းရံတွေကိုမပြောခင်မှာနော်ဒီကာလအတွင်းမှာကောင်းကင်ဘုံမှာရှိနေတဲ့ဂျူရီရဲ့အနေအထားကိုလိုက်ပြီးတော့နော်ဘယ်လိုရှင်းနိုင်ကြလဲဆိုတာကိုအရင်ဆုံးပြောပြပါမယ်နော်အဲဗုဒ္ဓဖူးဂျူပေါ့နော်ဗုဒ္ဓဖူးဂျူကတော့ဂျူလာ6ရက်နေ့မှာဗုဒ္ဓဖူးဂျူကပြောင်းပါမယ်နော်ဘုဒ္ဓဘုရားကเนาะကျမတို့ဂျူလ နော်ဂျူလာ6ရက်နေ့တောက်ကြနေ့မနက်10:28နာရီမိနစ်အလိုမှာနော်မေထုံရာသီကိုပြောင်းပါလိမ့်မယ်နော်အဲဗုဒ္ဓဘူးဂျူကမေပထမပိတ်တာရာသီကနေပြီးတော့မေထုံရာသီကိုပြောင်းမယ်ပေါ့နော်ပြီးတော့အင်္ဂါဂျူအင်္ဂါဂျူကလည်းနော်9ရက်6လစနေနေ့မနက်3နာရီ17မိနစ်နဲ့23စက္ကန့်မှာတင်ညာသီကိုပြောင်းပါလိမ့်မယ်နော်အဲ့တော့ အင်္ဂါဂျူကတော့လက်ရှိဘဲမှာရှိနေတယ်လဲဆိုရင်ကရကတ်မှာရှိနေတယ်ကရကတ်ကနေပြီးတော့တင်ညာဒီကိုပြောင်းမယ်ပေါ့နော်ဗုဒ္ဓဟူးဂျူကတော့လက်ရှိရှိနေတာကဘယ်မှာရှိနေလဲဆိုပိဋကယာဒီမှာရှိနေတယ်ပိဋကယာဒီကနေပြီးတော့မိထုံယာဒီကိုပြောင်းပါမယ်နော်အဲ့တော့ဂျူပြောင်းလဲတွေရှိနေတယ်လို့လက်ရှိဂျူတွေရှိနေတဲ့အနေအထားရ နော်ကျမတို့ဘာဒီကြုံရနိုင်တယ်လဲလို့ပြောရင်လက်ရှိအနေထားမှာတော့เนาะဒါပြီးခဲ့တဲ့အပတ်ကပြောခဲ့သလိုပဲเนาะတဘာဝတဘာဝစန်းတန်းတဲ့တဘာဝကိုကျမတို့ကြုံရနိုင်တယ်เนาะမိုးများတာရေကြီးတာမုန်တာเนาะမေလเนาะပထမပတ်10ရက်ဒီဘက်ပိုင်းပေါ့เนาะမေလ10ရက်ဒီဘက်ပိုင်းမှာကျမတို့မုန်တိုင်းကြုံရနိုင်တယ်เนาะမုန်တိုင်းက ဘယ်လိုပြောရမလဲအကြီးစားမုံတိုင်းတော့မဟုတ်ပါဘူးအသေးစားမုံတိုင်းလည်းမဟုတ်ဘူးအလက်စားမုံတိုင်းကျုံရနိုင်ပါတယ်နော်မြန်မာနိုင်ငံတနိုင်ငံနဲ့ကျုံရတာမျိုးမဟုတ်ပါဘူးအမေရိကမှာဖလော်ရီဒါမှာမုံတိုင်းကျုံရနိုင်ပါတယ်ပြီးတော့ကျမတို့နော်အဲမက္ကဆီကိုပေါ့နော်ကျမတို့မက္ကဆီကိုနိုင်ငံမှာလည်းမုန်တိုင်းကျုံရနိုင်တယ်၊ကျူးပါနဲ့နော်၊အာရီဘီယာပင်လယ်မှာလည်းဒါကျုံရနိုင်တယ်ပေါ့နော်။အဲ့တော့ကျမတို့မြန်မာနိုင်ငံမှာတော့ပင်လယ်နဲ့နီးတဲ့မြစ်ချောင်းအင်းအိုင်တွေနဲ့နီးတဲ့ဒေသတွေမှာ မုန်တိုင်းကြောင့်မိုးရွာတာတွေရေရှမ်းတာတွေမြေပြိုတာတွေဒါမျိုးတွေကြုံရနိုင်ပါတယ်เนาะအဲ့တော့ဟုတ်ပြီအဲ့တော့မုန်တိုင်းကြုံရတဲ့ရေများတဲ့ဒေသတွေအတွက်ကဘာလုပ်လို့ရတယ်လဲဆိုရင်ကျွန်မရေတရားတစ်ခုပေးပါမယ်အဲ့ဒါဘာလဲဆိုတော့เนาะအဲရွက်လเนาะရွက်လ၄ညွတ် ရွက်လာလေးညွန့်နဲ့ရေမွေးနှင်းစီ သုံးဖွင့်နော်ဖះမှာတင်ပေးပါဘယ်နေ့ကနေစတင်ရမလဲဆိုရင်ဇွန်လ၁ရက်နေ့ကနေပြီးတော့ဇွန်လ9ရက်နေ့အတွင်းမှာနော်ဘယ်နေ့ပဲဖြစ်ဖြစ်၁ရက်နေ့ကနေ9ရက်နေ့အတွင်းမှာတဘာဝဘီးနော်တဘာဝဘီးနဲ့ပတ်သက်ပြီးတော့အဲဘယ်လိုပြောမလဲထိခိုက်ပျက်စီးမှုနော်နေစီခြင်းနဲ့နော်ဘီးဒဏ်ကင်းစီခြင်းနဲ့ဆိုရင်ရွက်လာကျမတို့လေးညွန့်နဲ့ရေမွေးနှင်းစီ၃ပွင့်ကိုအိမ်ကဖះမှာ လှူထားပေးပါเนาะတပတ်တာအတွက်တရက်လှူရင်ရပါပြီเนาะဒါကတော့ဒီသဘာဝဘေးတွေနဲ့ပတ်သက်ပြီးတော့เนาะကျွန်တော်တို့ပြုနိုင်တဲ့ရက်လေးရပါเนาะဒါအပြင်ကုန်းတော်ကွန်ချာเนาะဒီနှစ်ကတော့ဘာပဲပြောပြောကုန်းတော်ကွန်ချာတော့ရွဖြစ်အောင်ရွဖို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်ကုန်းတော်ကွန်ချာကိုတနေ့ကို6ခတိတိရွပေးပါတိရသိမ့်နေเนาะတိရသိမ့်နေဂါထာကိုလည်းအိမ်မှာရှိတဲ့သားတွေသမီးတွေဆိုရင်လည်းကို့အတွက်ကိုရွမယ်ပြီးရင်သားတွေသမီးတွေအတွက်ကိုเนาะနာမည်ထည့်ပြီးတော့ ရွတ်မယ်ပေါ့နော်အဲတိရသိန်းဥမာဆိုပါဆိုကျွန်မဆိုရင်မေဒေါအောင်ဆန်းစုကြည်အတွက်ကျွန်မရွတ်ပေးတယ်နော်တိရသိန်းဒေါအောင်ဆန်းစုကြည်ဗုဒ္ဓသေတော်တာရီဗုဒ္ဓောစာတက္ခိနီအဲ့မှာမေဆိုတဲ့နေရာမှာကိုယ့်ဟာကိုရွတ်မယ်ဆိုတော့မေဆိုတဲ့နေရာမှာကိုယ့်ဟာကိုဟာကိုမေတိရသိမ့်မေဆိုပြီးတော့ရွတ်လို့ရတယ်เนาะကိုတယောက်ယောက်ကိုကိုကစီးချကာတာလို့ခေါ်တယ်เนาะအဲ့ဒါရွတ်ပေးမယ်ဆိုရင်တော့မေဆိုတဲ့နေရာမှာကိုရွတ်ပေးမယ်လူရဲ့နာမည်ကိုထည့်ပြီးတော့ရွတ်ပေးလို့ရပါတယ်เนาะအဲ့လိုနီးလန်းနဲ့လေကိုရဲ့မိသားစုဝင်တွေကိုကိုက စီးချပေးလို့ရတယ်เนาะအခုကျမတို့เนาะဂျုံလာတရက်နေ့ကနေပြီးတော့ဂျုံလာ9ရက်နေ့အတွင်းမှာနေ့လိုက်ဆောင်ရံရှောင်းရံတွေကိုကျမပြောပြသွားပါမယ်ဒါပြီးရင်တော့ဒီကာလအတွင်းမှာအာယုသခတ်ဂျုံနဲ့အသက်ပိုင်းခြားတွေကိုကျမပြောပြမှာဖြစ်ပါတယ်ဂျုံလာတရက်နေ့တနင်္ဂနွေနေ့เนาะဂျုံလာတရက်နေ့တနင်္ဂနွေနေ့ရတော့နေ့ကအခါအကောင်းအဆိုးနှမျိုးစလုံးဂျုံနိုင်တဲ့နေ့ဖြစ်ပါတယ် ကျက်တီမင်္ဂလာပေါင်းနဲ့ပြည့်စုံစေတတ်တဲ့တီတိဝိဇယုံနဲ့เนาะထိ kait ပျက်စီးမှုတွေကိုဖြစ်ပေါ်စေတဲ့ဝစီယယုံရထားတဲ့နေ့ဖြစ်ပါတယ်ဂျုံလာတေးရဲ့နေ့တနင်္ဂနွေနေ့ရเนาะအဲ့တော့ပြောမယ်ဆိုလို့ရှိရင်เนาะရက်နေနဲ့ဆိုရင်ရက်ကျန်းတယ်လို့ပြောလို့ရပါတယ်အမောင်ကာလကတော့မနက်2:90ကနေမနက်4:90အတွင်း အမောင်ကာလဖြစ်တယ်လို့ညနေ3နာရီ14မိနစ်ကနေည6နာရီအတွင်းကတော့အမောင်ကာလဖြစ်ပါတယ်အဲ့တော့အမောင်ကာလတွေမှာကိုလုံးမဲ့နော်မင်္ဂလာအခါယူပြီးလောရမဲ့ကိစ္စတွေအောင်မြင်စီလိုတဲ့ကိစ္စတွေဆိုရင်တော့အမောင်ကာလတွေကိုရှောင်ပြီးတော့လုပ်ဖအားလို့ကျွန်မကမြစ်တာနဲ့တိုက်တွန်းပါတယ်ကံပွင့်လက်ပွင့်စီတဲ့အရာကတော့အပြာညူရောင်ဖြစ်ပါတယ်မိုးပြာရောင်ဖြစ်ပါတယ်အကျဉ်းနာအနေနဲ့ဆိုလို့ရှိရင်တော့တောင်ရက်ဖြစ်ပါတယ် ရွပွားမဲ့ဂါထာအနေနဲ့ကတော့ဂုံတော်ကွန်ချာပဲဖြစ်ပါတယ်။ဆုံးကတ်မယ်ဆိုလို့ရှိရင်တော့နော်ကျမတို့တနင်္ဂနွေနေ့ဖြစ်တဲ့ဆုံးကတ်မယ်ဆိုလို့ရှိရင်အမြင့်အညွန့်ကိုလည်းကျမတို့ကတတ်လို့ရတယ်။တနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကျမတို့ကဒန်းကြီးညွန့်ကိုလူလို့ရတယ်နော်။ဟုတ်ဘူးဒန်းကြီးညွန့်တော့ sorry ဒါအညွန့်အနေနဲ့ပေါ့နော်။ဆုံးအနေနဲ့ဘာကတ်ရမလဲဆိုရင်တော့နဝင်းဆုံးကတ်ပါလို့ကျမကတိုက်တွန်းပါတယ်နော်။နဝင်းဆုံးကတော့တင်းလျော်တဲ့အခါရကောင်းမွန်တဲ့ဆုံးဖြစ်ပါတယ်နော်။ ဂျူလနှစ်ရက်နေရတော့ကျမတို့တောမြရုပ်နဲ့ဓွာချရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်တောမြရုပ်ကကြတော့ချမ်းသာကြီးပွားခြင်းကိုဖြစ်စေတဲ့ရုပ်တောမြရုပ်ကနော်ဓွာချရုပ်ကကြတော့ဥစ္စာပစ္စည်းတွေကုန်ဆုံးစေတဲ့ရုပ်ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့အကောင်အဆိုးနှမျိုးစလုံးရောနေတဲ့နေ့ဖြစ်ပါတယ်ရှောင်းရံအမောင်ကာလကတော့မနေ့9နာရီခွဲရနေပြီးတော့မနေ့9နာရီအတွင်းနဲ့ နေ့2နာရီရနေပြီးတော့ညနေ9နာရီ51မိနစ်အတွင်းအချိန်ကာလကမကောင်းပါဘူးအမောင်ကာလဖြစ်ပါတယ်လက်ပွင့်ကန်ကောင်းစေတဲ့အရောင်ကတော့အဖြူရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်ရက်ဖြစ်ပါတယ်ရွပွားမယ်ခါထာအနေနဲ့ဆိုလို့ရှိရင်တော့ဂုံတော်9ပါးကိုပတိတပတ်ပူဇော်ပေးပါကလူရမယ်ဆိုလို့ရှိရင်တော့ဩစာတိ လူပါလို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်ဂျုံလ3ရက်နေ့အင်္ဂါနေ့ပါဂျုံလ3ရက်နေ့ကတော့ရက်ချမ်းပါတယ်မြစ်စုယုံနဲ့သေစီတက်တဲ့ထိကပ်ဆုံးရှုံးမှုတွေကို ဖြစ်စေတတ်တဲ့မြစ်စုယုံနဲ့ဆင်းရဲဒုက္ခတွေကိုဖြစ်စေတတ်တဲ့ကာနာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နေ့အင်မတန်ကျမ်းပါတယ် အမောင်ကလာကတော့မနေ့3ည3ည9နာရီရနေပြီးတော့မနေ့9နာရီအတွင်းနဲ့ညတနာရီ12မိနစ်တကနေပြီးတော့ညနေ4နာရီနဲ့48မိနစ်အတွင်းကရှောင်းရံအမောင်ကလာဖြစ်ပါတယ်ဒီလိုနေ့မှာတော့ကျမကကုသိုလ်ကောင်းမှုကလွဲပြီးတော့အခြားเนาะတခြားဟိုအောင်မြင်စေလိုတဲ့ကိစ္စတွေအဆင်ပြေလိုတဲ့ကိစ္စတွေကိုတော့ဒါရှောင်တင်နေလို့ကျမအနေနဲ့မေတ္တာနဲ့တိုက်တွန်းပါစေရက်ဝင်ကံကောင်းစေတဲ့အရာကတော့အဖြူရောင်ပါပဲ အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အရှိတောင်ရက်ဖြစ်ပါတယ်။ရွပွားရမယ်ခါတာကတော့တန်ဘုတ်ဒီခါတာဖြစ်ပါတယ်။တန်ဘုတ်ဒီခါတာကို36ခေါက်သို့မဟုတ်ပတိတပတ်စိတ်ပြီးတော့ပူဇော်ပေးပါ။အခါရဆုံးကပ်မယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကပ်ပါလို့ကျွန်မကမြစ်တာနဲ့တိုက်တွန်းပါတယ်။ဇူလ၄ရက်နေ့ဇူလ၄ရက်နေ့ကတော့ကျောင်းအိမ်တိုက်တာတွေကိုစောက်လုံနိုင်တဲ့သူတိယယုံနဲ့ ကြီးပွားတိုးတက်စေတဲ့ဝေနုဘာနာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဗုဒ္ဓဟူးနေ့ဟာနေ့ကောင်းတဲ့နေ့ဖြစ်ပါတယ်ဒီလိုနေ့ကောင်းမှာတော့ အမောင်ကာလာကိုရှောင်ပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေမင်္ဂလာအခါယူပြီးတော့လှုပ်ဆောင်ရမယ့်ကိစ္စတွေဆိုလို့ရှိရင်တော့လှုပ်ဆောင်သင်ပါတယ်အမောင်ကာလာကတော့နေ့12နာရီရနေပြီးတော့နေ့7နာရီနဲ့30မိနစ်အတွင်းအချိန်အခါမကောင်းပါဘူးအဲ့တော့ဒီကာလာဒီရက်ကရက်အနေနဲ့ဆိုရင်တော့ရက်ကောင်းတစ်နေ့ထဲမှာပါဝင်ပါတယ်အခါရအမောင်ကာလာကိုရှောင်ပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေငွေကြေးဆိုင်ရာကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်တန်ဖွင့်စေတဲ့အကြောင်းကတော့ နတ်သားရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်တောင်ရက်ဖြစ်ပါတယ်။ရွတ်ပွားမဲ့ခါတာကတော့ဂုံတော်ကွန်ချာဖြစ်ပါတယ်။ဂုံတော်ကွန်ချာရွတ်ပွားတယ်ဆိုလို့ရှိရင်တော့နော်ဘေးရန်လဲကင်းပါမယ်။စီးပွားလက်လာပါလေ။ပေါများစီပါတယ်နော်။လှူဒန်းရမယ်အနေနဲ့ဆိုလို့ရှိရင်တော့ကျမကလှူဒန်းရမယ်အခါရလှူဒန်းရမယ်စိုးအနေနဲ့ဆိုရင်တော့စံပြုတ်လှူပါလို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်။ 9ရက်နေ့ဇူလ9ရက်နေ့ကတော့အကောင်အစိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။မာတင်ကယုတ်နဲ့မာတင်ကယုတ်ကတော့ဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကယုတ်နဲ့ ပင်မန်းဆင်းရဲစေတဲ့ထိခိုက်ပျက်စီးစေတဲ့ရက်ခါတာယုတ်ရတဲ့နေ့ဖြစ်ပါတယ်။နေ့မကောင်းပါဘူး။နေ့ channel တွေမှာပါဝင်ပါတယ်။မနက်9:25မိနစ်ကနေပြီးတော့ည7:00အတွင်းအမောင်ကာလဖြစ်ပါတယ်။တနေ့တာလုံးအမောင်ကာလဖြစ်တဲ့အတွက်ဂယုဒစိုင်းနေထိုင်ရမယ့်နေ့တွေမှာပါဝင်ပါတယ်။လက်ပွင့်ကန်ကောင်းစေတဲ့အရောင်ကတော့အညိုရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်ရက်ဖြစ်ပါတယ်။ရွှေပွားမယ့်ဂါရာကတော့ တန်ဖုတ်ဒီကာရာနဲ့တရဏဂုံ၃ပါးကိုပဋိတပတ်စိတ်ပြီးပါဗုဒ္ဓံတဏ္ဍာန်ကစာမိဓမ္မတဏ္ဍာန်ကစာမိတန်ခန္တဏ္ဍာန်ကစာမိဒါကိုပဋိတပတ်စိတ်ပြီးပါစွန်းနေနဲ့လှူဒန်းမယ်ဆိုလို့ရှိရင်တော့ရေသန့်လှူဒန်းပေးပါဂျူလ6ရက်နေ့တောက်ကြနေရတော့ရှင်းမြမြောက်စားခြင်းခံရတတ်တဲ့အမတယုံနဲ့ ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့မူတလာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်။လုပ်မယ်ဆိုလို့ရှိရင်တော့အကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်3:00နာရီကနေပြီးတော့ညတနာရီ16မိနစ်အတွင်း အမှောင်ကာလဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့နေ့မနေ့စောစောကနေပြီးတော့နေ့လည်း7နာရီ sorry နေ့လည်း7နာရီနဲ့16မိနစ်အတွင်းကတော့တကယ်ကိုရှောင်ရမယ်အမှောင်ကာလဖြစ်ပါတယ်အဲ့တော့ကိုလှုပ်ဆောင်ရမယ်ကိစ္စတွေအောင်မြင်စေလိုတဲ့ကိစ္စတွေလှုပ်ဆောင်မယ်ဆိုရင်တော့ဒါညနေပိုင်းလှုပ်တဲ့နေပေါ့နော်အဲ့လိုပြောလို့ရပါတယ်နော်ကျမအနေနဲ့အကြံပြုရမယ်ဆိုရင်တော့ဒီလိုနေမှာတော့ကျမကအောင်မြင်စေလိုတဲ့ကိစ္စတွေကိုကျမကလှုပ်ဖို့အတွက်ကျမအကြံမပြုပါဘူးနော်ဒီလိုနေမှာတော့ရှာမြင့်ပါတယ်ကံပွင့်စေတဲ့အရာကတော့ တနခါရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုရင်တော့အနောက်တောင်ရက်ဖြစ်ပါတယ်ယူပွားရမယ်ဂါထာကတော့သံပုတ်ဒီဂါထာပဲဖြစ်ပါတယ်လှူဒန်းရမယ်အခါရဆိုးဆိုလို့ရှိရင်တော့နုထမင်းလှူဒန်းလို့ရပါတယ်နုဆံပြုံလှူဒန်းလို့ရပါတယ်ဂျူလ9ရက်နေ့စနေနေ့ကတော့ဆင်းရဲဒုက္ခတွေကိုတွေ့ကြုံစေရတဲ့ကာနာယုံနဲ့ အလုံးစုံ PC အောင်မြင်စေတတ်တဲ့သိတိယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှင်တော့အကောင်းအဆိုးတွင်တွဲနေတဲ့နေ့ဖြစ်ပါတယ်ရှောင်းရံအမောင်ကာလကတော့မနက်3ည3ည9နာရီကနေပြီးတော့မနက်3ည3ည9နာရီ48မိနစ်နော်အဲပြောမယ်ဆိုရင်တော့မနက်အစောကြီး48မိနစ်ကရှောင်းရံအမောင်ကာလဖြစ်တယ်လို့မနက်9နာရီကနေပြီးတော့မနက်10နာရီ30မိနစ်အတွင်းအချိန်ကလည်းအမောင်ကာလဖြစ်ပါတယ် အဲ့တော့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုအမောင်ကာလာကိုရှောင်ပြီးတော့လှုပ်ဆောင်နိုင်ပါတယ်။ကံပွင့်လက်ပွင့်စီတဲ့အရာကတော့အဖြူရောင်ပဲဖြစ်ပါတယ်။အရက်မျက်နှာနေနေကတော့အရှိတောင်ရက်ဖြစ်ပါတယ်။ရွပွားရမယ်ဂါတာကတော့ပုပ်ပနာသုံးတဲ့ဂုံတော်ကွန်ချာပဲဖြစ်ပါတယ်။စိုးနေတဲ့ကလူမယ်ဆိုလို့ရှိရင်တော့လုံဝင်းစိုးကိုကလူနိုင်ပါတယ်။ဒါကတော့ကျမတို့တရက်နေ့ရနေပြီးတော့ခုနှစ်ရက်နေအတွင်းကျမတို့ 你一来，上面香烟流，哦、又不要不要到那去办的。